ဟယ်လိုမင်္ဂလာပါညီကောင်းချမ်းမာကြပါရဲ့လားရှင်ဒီနေ့ဖို့ရတော့လीဒီလာမယ့်အောက်တိုဘာလအတွက်ကျန်ကျမဟော့စတန်လေးကိုပေါ့နော် general reading အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်မိမိတို့ရဲ့ခြေရင်းအလုပ်ကိုင်းငွေကြေးကျန်မာရေးအစရှိသဖြင့်ပေါ့နော်ကဏ္ဍအသီးသီးအတွက် general reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ပထမဦးဆုံး ဆရာမဒီရှိမှာထားထားတယ်ပန်းလေး၃မျိုးတည်းကပေါ့မိမိနှစ်သက်ရာ၃မျိုးမျိုးကိုရွေးချယ်ဖို့ပေါ့နော်အဲ့ဒီလိုမရွေးချယ်ခင်ပထမဦးဆုံးပန်းလေးတွေကိုအရင်ကြည့်လိုက်မယ်ဒါလေးကရွက်ကြပင်ပေါက်အနီလေးဒါလေးကဒက်ဒလီလီယန်ဘဝလေးဒါလေးကတော့မြက်လေးပန်းအဖြူလေးပေါ့နော်အဲ့ဒီပန်း၃မျိုးကိုကိုကြည့်လိုက်မယ်ပြီးရင်မျက်စိလေးကိုမှိတ်လိုက်မယ် အသက်ကလေးကိုပြင်းပြင်းရှူပြီးတော့ဖြည်းဖြည်းချင်းထုတ်လိုက်မယ်အဲ့ဒီအချိန်မှာကိုယ်အာယုံထဲမှာပေါ်လာတဲ့ပန်းလေးပေါ့ဒီ၃မျိုးတည်းကတစ်ခုခုပေါ့နော်အဲ့ဒီပန်းလေးကိုကိုယ်ရွေးလိုက်ပေါ့ကိုယ်အာယုံထဲမှာကိုယ်ရွေးလိုက်တဲ့ပန်းလေးကိုမှတ်ထားလိုက်ပေါ့နော်အဲ့ဒါပြီးတော့ဆီယာမကဒီတစ်ခုချင်းစီရဲ့အဖြေလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော် ဲ့တော့ပထမဦးဆုံးအနေနဲ့ဒီပန်းလေးကိုရွေးချယ်တဲ့လူတွေအတွက်ပေါ့ဒီအော်တိုဘာလာဟော့စတန်လီယာတော့ပထမဦးဆုံးအနေနဲ့သူ့ရဲ့ relationship ပေါ့ချီရီနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလူတွေဟာဒီအော်တိုဘာလာအတွင်းမှာ relationship အပိုင်းမှာပေါ့နော်ကြီးကြီးမားမားအပြောင်းလဲတစ်ခုကိုကြုံရနိုင်တယ်အဲ့ဒီကြီးကြီးမားမားအပြောင်းလဲဆိုတာကဒီ relationship အဟောင်းတစ်ခုကိုအပိတ်တက်ပြီးတော့အစ်စ်တစ်ခုကို စတင်တဲ့ပုံစံမျိုးမကောင်းတဲ့ relationship ပေါ့အဲ့ဒီတစ်ခုတွေကိုအပိသနှုတ်ဆက်ပြီးတော့နောက် relationship အစ်စ်တစ်ခုကိုစတင်တဲ့ပုံစံမျိုးတွေပေါ့ချီရေးမှာ ပြောရလို့ရှိရင်ကြီးကြီးမားမားအပြောင်းလဲတွေရှိတယ်လက်ရှိလူနဲ့လမ်းခွဲပြီးတော့နောက်လူတယောက်ကိုပြောင်းတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒီပုံစံမျိုးတွေ break up ဖြစ်ရတဲ့ပုံစံမျိုးတွေပေါ့ဒီလာထဲမှာဒါကြုံတွေ့နိုင်ပွင့်ရှိတယ်ပေါ့နော် လက်ရှိမှာလူလွတ်တွေဆိုလို့ရှိရင်လည်းဒီလူဟာမကြခင်မှာမိမိရဲ့လက်တွဲပေါ်ကိုရှားဖွေတွေ့ရှိနိုင်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ဒါသူရဲ့ချီးချီးရနဲ့ပတ်သက်တဲ့အဟောပေါ့နော် အလောက်ကင်မှာလည်းဒီလိုပဲလက်ရှိလုပ်ငန်းခွင်မှာကျင်းလည်နေတဲ့လူတွေအဖို့ဆိုလို့ရှိရင်ပေါ့ဒီအလောက်ကနေထွက်ပြီးတော့နောက်အလောက်တစ်ခုကိုပြောင်းရွှေ့ရတဲ့ပုံစံမျိုး ရုံတွင်းမဟုတ်ဘူးကုမ္ပဏီတွင်းမဟုတ်ဘူးအလောက်တစ်ခုကနေနောက်အလောက်တစ်ခုကို ြောင်းနိုင်တဲ့အနေအထားမျိုးတွေပေါ့เนาะအဲ့လိုပုံစံမျိုးတွေကိုသူကကြုံလာနိုင်တယ်လုပ်ငန်းခွင်အသစ်ပတ်ဝန်းကျင်အသစ်တစ်ခုကိုသူဟာစတင်ရမယ့်အနေအထားမျိုးတွေသူကြုံလာနိုင်တယ်ပေါ့เนาะဒါပေမဲ့တစ်ခါလေကြာလို့ရှိရင်အဲ့လိုအပြောင်းလဲကိုကိုကလက်ခံလိုက်ဖို့ပေါ့ကိုဟာဒီနေရာမှာအခြေကျနေပြီလို့ကိုဘကကိုယူဆတဲ့အခါမှာကိုနောက်ထပ်ကြုံလာတဲ့အပြောင်းလဲတစ်ခုလုပ်ငန်းခွင်အသစ်ပတ်ဝန်းကျင်အသစ် အလုံးအသည့်အဲ့ဒီပုံစံမျိုးတွေကိုကကြုံတဲ့အခါမှာကိုကမပြောင်းချင်ဘူးမပြောင်းချင်မဲနဲ့ကိုဒီနေသားကျနေတဲ့နေရာလေးမှာပဲကိုကကုတ်တွယ်ထားခြင်းတဲ့ပုံစံမျိုးပေါ့နော်ပတ်ဝန်းကျင် အသည့်မှာအဆင်မပြေဖြစ်မှာဆိုရင်လုပ်ငန်းခွင်အသည့်မှာအဆင်မပြေတာဒီနေသားမကျတာဒီကြုံလာမှာဆိုရင်အဲ့ဒီအတွက်အသည့်ကိုမပြောင်းလဲခြင်းတဲ့ပုံစံမျိုးတွေကိုမှရှိရပေါ့နော်ဒါပေမဲ့တကယ်လို့ဒီအော်တိုဘာလာမှာ ဒီလူတွေဟာဒီအစ်စ်တွေကိုအပြောင်းလဲတွေကိုကြုံလာတဲ့အခါရဲရဲကြီးပြောင်းလဲလိုက်ဖို့လိုတယ်ပေါ့အစ်စ်တွေဟာသူ့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့အနေအထားတစ်ခုကို ပို့ဆောင်ပေးနိုင်တဲ့အနေအထားကိုရှိတဲ့အတွက်ဒီအော်တိုဘာလအတွင်းမှာလုပ်ငန်းဝင်ပိုင်းအနေအထားမှာပေါ့နော်အစ်စ်အစ်စ်တွေကြုံလာတဲ့လူတွေအဖို့ဆိုလို့ရှိရင် အပြောင်းလဲကိုသူကရဲရဲကြီးလက်ခံလိုက်ပြီးတော့ပြောင်းလဲလိုက်ပါပေါ့သူ့အတွက်ပို့ပြီးတိုးတက်ရာတိုးတက်ကြောင်းနေအခွင့်အလမ်းနေပေါ်လာနိုင်တယ် ကောင်းတော့ပြောင်းလဲခြင်းနေဖြစ်လာနိုင်တဲ့ပုံစံမျိုးပေါ့နော်လက်ရှိမှာအလောက်ကန်ရှာဖွေနေတဲ့လူတွေဆိုရင်လေသူဟာမကြခင်သူလိုချင်တဲ့သူရှာဖွေနေတဲ့အလောက်တစ်ခုကိုရှာဖွေတွေ့ရှိနိုင်တဲ့အနေအထားကိုသူကြုံနိုင်နေပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီအော်တိုဘာလမှာဒီလူတွေဟာငွေကြေးအခြေအနေကတော့တိတ်ပြီးအကောင်းကြီးမရှိဘူးငွေကြေးမတည်ငြိမ်တဲ့ကာလဖြစ်တယ်ငွေကြေးအခက်အခဲလေးတွေအနည်းငယ်ရှိမယ် အကြက်တဲကာလာလေးတွေအနေငယ်ရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကကိုယ့်အတွက်ခက်ခဲဆိုးွားတဲ့အနေအထားတစ်ခုကိုတော့တွန်းပို့နိုင်ခြင်းမရှိဘူးပေါ့နော်ကိုယ့်ရဲ့ကြိုးစားအထုံးမှုနဲ့ခွန်အားနဲ့ဒီပြဿနာတွေကိုသူဟာဖြေရှင်းနိုင်တဲ့အနေအထားကိုရှိတယ်တဲ့ဝေးကြီးအနေနဲ့ကတော့ဒါမတည်ငြိမ်ဘူးခက်ခဲနေနည်းနည်းကြက်တဲမယ်ဒါပေမဲ့ဆိုးဆိုးဝါးဝါးအနေအထားကိုမဟုတ်ဘူးလို့သူကပြောချင်တာပေါ့နော်ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်လို့ပြောရရင်လေဒီကာလဟာ ူ့အတွက်ကျမကြီးဟာအညံ့နည်းနည်းရှိနေတဲ့ပုံစံမျိုးဖြစ်တယ်။စိတ်ဖိစီးမှုတွေရှိမယ်၊စတက်တီရှိနေမယ်။စိတ်ဖိစီးမှုတွေကနေဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်အနေထားကျမကြီးအနေငယ်ညံ့မယ်။အဲ့ဒီအတွက်သူဟာနည်းငယ်ဂယုဆိုင်ဖို့တော့လိုတယ်ပေါ့နော်။အဲ့တော့ဒီအော်တိုဘာလအတွက်ဒီပန်းကိုရွေးတဲ့ပိုင်ရှင်တွေအနေနဲ့ပြောရမယ်ဆိုရှင်အခြေရေး အလုတ်အကိုင်းငွေရေးကြေးရေးဆိုတာသူကအပြောင်းလဲတွေပုံစံမျိုးကိုသူကပြရတယ်။ချီရေးမှာလည်းအပြောင်းလဲတွေရှိတယ်။အလုတ်ကိုင်းမှာလည်းအပြောင်းလဲတွေရှိတယ်။ငွေရေးကြေးရေးအနည်းငယ်ကျတဲ့တဲ့ကာလဖြစ်နိုင်တယ်။ကျမရေးအနည်းငယ်ညံ့မယ်။သူကအဲ့ဒီပုံစံမျိုးကိုသူကပြောတယ်ပေါ့နော်။ဒါပေမဲ့ဒီရန်ဆူဆူဝါဝါကြီးအခြေအနေမဟုတ်ဘူးပေါ့နော်။မကြခင်ပြန်လဲကောင်းမွန်ပြီးတော့ကောင်းမွန်တဲ့အနေအထားတစ်ခုကိုရနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုသူကပြောတယ်ပေါ့နော်။ ဆိုတော့ဒီအော်တိုဘာလမှာသူ့အတွက်ဆောင်းရံရှောင်းရံနေအနေနဲ့ပြောရလို့ရှိရင်အနဲ့ရောင်ကိုရှောင်းပါအဝါရောင်ကိုစောင်းပါကနန်းအနေထားနဲ့ပြောရလို့ရှိရင်ပေါ့ဒီအော်တိုဘာလဟာသူ့အတွက်လေးကနန်းကအကျိုးပေးပါတယ်အဲ့တော့ဒါကဒီပန်းလေးကိုရွေးချယ်တဲ့လူတွေအတွက်ပေါ့နော်ဒုတိယအနေနဲ့ဒီပန်းလေးကိုရွေးချယ်တဲ့လူတွေအတွက်ဟောကို ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ပထမဆုံးအနေနဲ့အချီးရေးမှာဆိုလို့ရှိရင် သူတို့ရဲ့အခြေရေးဟာဒီအော်တိုဘာလမှာဆိုလို့ရှိရင်ကောင်းမွန်တည်ငြိမ်တဲ့အခြေရေးရှိတယ်ဒါပေမဲ့သူတို့ရဲ့အခြေရေးမှာဒီလူနှစ်ယောက်ဟာမကြာခဏအသေးအဖွဲလေးတွေအတွက်စကားများပုတ်တိုက်မှုတွေဟာမကြာခဏဖြစ်တတ်တဲ့ကာလဖြစ်တယ်ပေါ့နော်တယောက်နဲ့တယောက်အမြင်မတူတာလေးတွေပေါ့နော်ဆိုအပ်ခါကြတော့ကောင်းမွန်တဲ့အခြေရေးရှိတယ်တည်ငြိမ်တဲ့အခြေရေးရှိတယ်ဒါပေမဲ့ဒီမကြာခဏ အမြင်မတူတာတိတိလေးတွေကနေစပြီးပုတ်တိုက်မှုပုတ်တိုက်မှုလေးတွေဖြစ်လာတဲ့အခါသူတို့ရဲ့အခြေခံကတဖြည်းဖြည်းနဲ့ဤဆက်ပြီးတော့ချိနေတဲ့အခြေရေးအဖြစ်ကိုပြောင်းသွားနိုင်နေပေါ့နော်အဲ့တော့ဒီအော်တိုဘာလအတွင်းမှာပေါ့အဲ့ဒီဟာလေးတခုကိုတော့သူတို့ဟာတတိထားဖို့လိုတယ်တယောက်နဲ့တယောက်ဒီအသေးအဖွဲလေးတွေကိုစကားမကြခဏများတာလေးတွေကိုရှောင်သင့်နေပေါ့နော်ညီညီနိုင်နိုင် ဖြည့်ရှင်းသင့်နေပေါ့တကယ်လို့များကိုဟာလူလွတ်လဲဖြစ်မယ် ချစ်သူလဲလိုချင်တယ်ဆိုလို့ရှိလို့ရှင်ဒီကာလမှာသူဟာအပြင်ကိုများများထွက်ပြေးဖို့လိုတယ်ပေါင်းတင်ဆက်ဆံရေးတွေမိတ်ဆွေတစ်တီများများရှာဖွေပေါင်းတင်ဆက်ဆံဖို့လိုတယ်ပေါ့နော် communication ကို များများချဲ့ထွင်နိုင်ဖို့လိုတယ်အဲ့ဒါမှာအဲ့ဒီအတိုင်းဝိုင်းတရားနီးသူ့ရဲ့လက်တွဲပေါ်ဖြစ်လာတဲ့လူကိုသူကရှာဖွေတွေးရှိနိုင်လိမ့်မယ်တဲ့အလောက်ကိုင်းနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှင်ပေါ့လက်ရှိဒီအောက်တိုဘာကာလမှာ လုပ်ငန်းခွင်မှာရှိတဲ့လူတွေအဖို့ဆိုလို့ရှင်လည်းအရာရာတည်ငြိမ်နေတဲ့ကာလဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပြည့်ပြီလားဆိုတော့လည်းမပြည့်သေးဘူးကိုယ့်ရဲ့မှန်းထားတဲ့ target တွေကိုသွားမဲ့လမ်းကြောင်းတွေအဲ့ဒီနေရာတွေကို ရောက်ဖို့အတွက်ကတော့သူဟာအရှိန်ယူနေတုံးပဲပြင်ဆင်နေတုံးပဲပေါ့နော်လမ်းတစ်ဝက်မှာပဲရှိသေးတယ်ပြည့်စက်ဖို့အတွက်သူ့မှာအရှင်နေလိုတယ်ခွန်အားတွေလိုတယ်လုပ်ငန်းခွင်မှာလည်းအဲ့လိုပဲ အလုရှာနေတဲ့လူတွေအဖို့ဆိုရင်လည်းအဲ့လိုပဲပေါ့နော်ရှေ့ကိုတိုးဖို့အတွက်သူလှုပ်ရှားမှုလိုတယ်သူ့ရဲ့ခွန်အားတွေအားဆိုင်မှုတွေလိုတယ်ပေါ့ငွေကြေးကဏ္ဍအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီအော်တိုဘာလဟာသူ့အတွက်ငွေကြေးရေးတည်ငြိမ်တဲ့ကာလဖြစ်တယ်ငွေကြေးအခက်အခဲတွေမရှိဘူးငွေကြေးပြဿနာတွေမရှိဘူးဒါပေမဲ့လုပ်ငန်းအစ်စ်တွေစလုပ်ဖို့အချိန်ယူရင် ကောင်းတဲ့အချိန်ဖြစ်တဲ့ပေါ့နော်ကိုဘာလုပ်ငန်းစခြင်းလဲဒီချိန်ဟာဒီလဟာသူ့အတွက် ကောင်းမွန်တဲ့လဖြစ်တယ်စတင်ပြီးတော့လှုပ်ရှားဖို့လိုတယ်ပေါ့နော်ယင်းနှမြုံနှံခြင်းလားဒီချိန်ဟာကောင်းတယ်အလုပ်ကိုင်းနေချဲ့ထွင်းခြင်းသာပဲဖြစ်ဖြစ်ဒီပွားရေးတွေတိုးချဲ့ခြင်းသာပဲဖြစ်ဖြစ်ဒီအောက်တိုဘာလမှာသူဟာစတင်ဖို့ချိန်ခါကောင်းတယ်ပေါ့နော်ကျမ်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှင် ဒီအောက်တိုဘာကာလဟာပေါ့နော်သူ့အတွက်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကောင်းမွန်နေပြီမယ်စိတ်ပိုင်းဆိုင်ရာမှာတော့သူဟာ stress တွေစိတ်တန်ရအဟောင်းတွေအနေချင်းရှိနေတယ်အဲ့ဒီဟာတွေအတွက်သူဟာကုစားဖို့လိုတယ်ပေါ့နော်ကျန်းမာရေးတော့နည်းနည်းလိုက်စားဖို့လိုတယ်ယောဂလေးကျင့်တာမျိုးတွေလမ်းလျှောက်ပေးတာမျိုးတွေအဲ့လိုမျိုးလေးတွေလိုတယ်ပေါ့နော်ဒီလမှာသူ့အတွက်ဆောင်ရရှောင်ရနေ ပြောရမယ်ဆိုလို့ရှိရင်အပြာရောင်နဲ့အနီရောင်ကိုစောင်းပါ ကနန်းအနေနဲ့ပတ်သက်လို့ရှိရင်တော့သူ့အတွက်ဒီလဟာ၃ကနန်းအကျိုးပေးပါတယ်ပေါ့နော်ဒီပန်းလေးကိုရွေးချယ်တဲ့လူတွေအတွက် အော်တိုဘာလဟော့စတန်လေးကတော့အချီရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်လက်ရှိအချိန်မှာ relationship တွေပြီးဆုံးသွားပြီးတော့တကိုယ်တည်းအထီးကျန်ဖြစ်နေတဲ့လူတွေလက်တလုံးမှာချစ်သူမရှာသေးတဲ့လူစားမျိုးတွေပေါ့အဟောင်းပြီးသွားပြီမဲ့အစ်စ်မှာတကိုယ်တည်းရပ်တည်နေတဲ့အချိန်ကာလပေါ့နော်လူလွတ်တွေဆိုလို့ရှိရင်လည်း ဒီအော်တိုဘာလာမှာစစ်သူတွေရှာမတွေ့နိုင်သေးတဲ့အချိန်ပေါ့နော်။အလောက်ကိုင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လက်ရှိမှာလုပ်ငန်းခွင်မှာရှိနေတဲ့လူတွေအဖို့ဆိုလို့ရှိရင်လုပ်ငန်းခွင်မှာမပျော်တဲ့အနေထားပေါ့။လက်ရှိအလုပ်ကိုပဲဆက်လုပ်ရမလား။အလုပ်ထွက်ရမလား။ဘာလုပ်ရမလဲ။တွေ့ဝေးပြီးတော့စဉ်းစားမရဝေ ခွဲမရဖြစ်နေတဲ့အချိန်ကာလပေါ့နော်။လက်ရှိမှာအလုတ်ကင်ရှာဖွေနေတယ်ဆိုလို့ရှိရင်လေရှာဖွေနေတော့မယ်ဒီအော်တိုဘာလအတွင်းမှာတော့ ရရှိဖို့အနေထားမရှိသေးဘူးပေါ့နော်ဆက်လက်ပြီးရှာဖွေနေရအောင်မဲ့အခြေအနေဖြစ်တယ်ပေါ့နော်ငွေကြေးနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့လက်ရှိအချိန်မှာငွေကြေးဟာတည်ငြိမ်နေတယ်။ဒါပေမဲ့ကိုလိုချင်တဲ့ target ကိုလိုချင်တဲ့ရည်ပန်းချက်ကိုလိုချင်တဲ့ငွေပမာဏပေါ့နော်ကိုဖြစ်ချင်တဲ့အနေအထားတစ်ခုကိုတော့သူဟာမရောက်သေးဘူးပေါ့နော်ဆက်လက်ပြီးရှာဖွေနေရအောင်မဲ့ပုံစံမျိုးပေါ့။ကျမကြီးနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမကြီးအနေထားကောင်းနေဒါမဲ့ကျမကြီးနည်းနည်းလိုက်စားဖို့တော့လိုတယ်ပေါ့နော်အဲ့အတွက်သူ့ရဲ့ဆောင်ရံရှောင်ရံနေရတော့ပြာရောင်နဲ့အဝါရောင်ကို စောင့်သိနေမိကိုရောင်ကိုတော့ရှောင်သိနေပေါ့နော် သူ့ရဲ့ဒီအော်တိုဘာလအတွက်ကံကောင်းစီတဲ့ကဏ္ဍကတော့ကိုကဏ္ဍဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအော်တိုဘာလအတွက် general reading လေးကတော့ဒီလောက်ပဲပေါ့နော်အားလုံးအတွက်ခြုံပြီးပြောရတဲ့ general reading လေးဖြစ်တာကြောင့်မို့ပေါ့နော်ကိုနဲ့ energy ကြိုက်မကြိုက်ကိုတော့မိမိဘာသာမိမိဆုံးဖြတ်နိုင်ကြပါတယ်နော်အဲ့တော့ဒီနေ့ဖို့တော့ဒီဗီဒီယိုလေးကိုဆရာမဒီမာရီမဲရပ်ပါပြီနော်ဆက်ဆက်ရရအစဉ်ပြေကြပါစီရှင်ဒီကောင်းချမ်းမှကြပါစီရှင်